အာအလုံးမဲမင်္ဂလာပါနော်မင်းဒီနေ့ပြပြီးမဲ့စာအုပ်ကလေးတွေရကြတော့အာဂျပန်စာအခုမှလဲစာဖတ်မယ် level လဲ and 3 and 4 level ပေါ့နော်အခုမှသင်ခန်းစာသင်ခန်းစာဆို test book တွေကျောင်းစာတွေမဟုတ်ဘဲနဲ့အပြင်သုတရတ္တစာအုပ်ကလေးတွေစာဖတ်မယ်ဆိုတဲ့သူတွေအတွက် တုံးထဲလည်းပြီးရမယ်ဖတ်လို့လည်းကောင်းရမယ်အစင်လည်းပြီးရမယ်ဆိုရယ်စာအုပ်လေးတွေကိုရွေးပေးထားတာပါဒါလေးကတော့အကုန်လုံးမြင်ဘူးနေကြလည်းဖြစ်မှာပါပေါ့နော်ဒါကမျိုးလေးဆို novel စာအုပ်ကလေးပေါ့နော် manga တော့မဟုတ်ဘူးဘာဖြစ်လို့ manga ကကြာ manga မပြရလဲဆို manga ကကြာတော့လေးတုံးထဲအပီးလေးတွေကတော်တော်လေးရှားတယ်ပြီးတော့အဲ့လိုမျိုးပေါ့နော် entry level ဖတ်လို့ရမယ် furigana အပြည့်ပါတဲ့ဟာဆိုတာလည်းဟိုမစောက်တိုင်းမှာမပါဘူးပေါ့နော်ပါတဲ့စာအုပ်တွေရှိရပါပါတဲ့စာအုပ်ကပါတဲ့မပါတဲ့စာအုပ်ကမပါဘူးအဲ့တော့အခုမှစဖတ်မဲ့သူတွေကြာရွှေရခတ်တာပေါ့နော် manga ဖတ်မှလာ novel ော့ဖတ်ရမှာလားပေါ့နော်မန်ဂါဆိုတော့ပုံလေးတွေပါတဲ့ခါကျတော့ဖူရီကနာလည်းပါတယ်ပုံတွေလည်းပါတယ်ဆိုလို့ရှိရင်မှန်ငယ်တော့ဆက်စားဖတ်လို့ရှိရင်အဲ့လိုဖူရီကနာပါတဲ့မန်ဂါလေးတွေအဖတ်တင်တယ်ခက်တာကမန်ဂါတအုပ်ထဲနဲ့မပြီးဘူးမပြီးဘဲနဲ့ series တွေအများကြီးပဲဆိုတဲ့ခါကျတော့ဖတ်နေတန်းလန်းကြီးကြပြန်တော့လေဟိုအဆင်မပြေဘူးပေါ့နော်အဲ့အတွက်ကြောင့်မလို့မင်းတို့အဲ့လိုတအုပ်ထဲလည်းပြီးရမယ်အဲ့လိုဖူရီကနာလည်းပါရမယ်အာဇလန်းတွေကလည်းတည်ရမလားဟိုစား ကိုနဲ့မရင်းနှီးရတဲ့ဟာလိုမျိုးမဟုတ်ပဲနဲ့အဆင်ပြေပြီးဖတ်လို့အဆင်ပြေဖတ်ရင်လည်းကြိုက်ရမယ့်ဟာမျိုးလေးတွေပေါ့နော်အဲမျိုးလေးတွေကိုရွှေ့ပေးထားတာပါအဲဒါလေးကတော့ကုန်မြင်မှုကြမှာပါမင်းတို့အများရန်ဟို install ထားထားပေးနေရဲ့ Tsubasa Edition လို့ခေါ်ရယ်ပေါ့နော်ဒါလေးက င်တို့ဇူပါစာအက်ဒီရှင်ပေါ့နော်ဇူပါစာအက်ဒီရှင်လေးတွေကိုဘလို့တိနိုင်လဲဆိုတဲ့အခါကျတော့သူကစောက်ကလေးဆိုရှင်ပေါင်မှဒီလိုအစိမ့်ပက်လက်တွေပါတယ်ဒီနားမှာလည်းထိမှလည်းအဲ့လိုရေးထားရပေါ့နော်ဒါမျိုးစောက်ကလေးတွေဆိုလို့ရှင်အဲဒါဆိုရှင်ဟာ entry level တမိုင်းဖတ်လို့ရပြီဆိုပြီးတော့ သောပုံမြင်တာနဲ့တန်းပြီးတော့တည်နိုင်ပါတယ်ပြီးတော့နောက်တစ်ခါကျတော့ဒီ spine ပေါ့နော် spine ဆိုတာ socket ဒီဘက်ဘေးပို့ပြောချင်တာဘေးမှာဆိုလို့ရှိရင်လည်းသူက category လေးခွဲထားပြီးရပေါ့နော်ဒီမှာ C ရဲ့သူကတအုပ်နဲ့တမျိုးနဲ့တမျိုးတော့မတူဘူးပေါ့နော်ဒါကြောင့် Zubasa edition မှာဆိုလို့ရှိရင်ဒီမှာ C လို့ရေးထားတဲ့ဟာလေးဆိုသူကအတိအကတော့ novelized novelization ဆိုတဲ့အမျိုးအစားပေါ့နော်အဲ့ with tree ထဲမှာမှာအမျိုးအစားကကြတော့သူက with tree ကိုမှအမျိုးမျိုးခွဲသေးရဲ့ဂျပန် with tree လာဒါမှမဟုတ်တခြားနိုင်ငံကြားကအဲ့လို classic နာမည်ကြီး with tree လား အဲဒါမှဒါမျိုးကုလိုမျိုးစီဆိုတာ novelize ပေါ့နော် novelize ဆိုတာပုံမှန်သူ့ရဲ့ဇလံကမူရင်းကဝိထုမဟုတ်ဘူးဝိထုအနေနဲ့အရင်ထွက်တာမဟုတ်ဘူးသူမှာမန်ဂါရှိပြီးသားဖြစ်ရင်ဖြစ်မယ်ဓမ္မမဟုတ်လို့ရှင်ရုပ်ရှင်ရှိပြီးသားဖြစ်ရင်ဖြစ်မယ်ဒါမှမဟုတ်လို့ရှင် animation movie တစ်ခုခုရှိပြီးသားဖြစ်ရင်ဖြစ်မယ်အဲ့ဒီဟာကိုမှသူကပြန်ပြီးတော့ novel version နဲ့ပေါ့နော်အဲပြန်ပြီးတော့ upgrade လုပ်ပြီးထုတ်ထားတဲ့ဟာလိုမျိုးဆိုလိုတာပေါ့နော်ဒါဆိုရင်တော့စီမှာဒီမှာဆို novel version ပေါ့နော်သူကဘာဖြစ်လို့လဲဆိုတော့ဒီ spy မှာဟိုကသူက information တွေအများကြီးပေးထားတယ်ဆိုတာအဲသူက library တွေမှာထားတယ် Japan library မှာထားတဲ့စာအုပ်လိုပုံစံမျိုးဖြစ်တဲ့အတွက်ကြောင့်လို့ပေါ့နော်ကြည့်လိုက်တာနဲ့တန်းပြီးတော့ဒါဘာစာအုပ်ဒီလိုမျိုးတော့ library မှာဆိုစာအုပ်တွေကတူထောင်ထားတာလေဒီလိုမျိုးပြန်လာတာမဟုတ်ဘူးတိအဲ့လိုဆိုတော့ခါကြကြည့်လိုက်တာသိပြီအော်ဒါကတော့ဘာပဲဆိုပြီးတန်းတည်အောင်လို့လုပ်ပေးထားတာပါဆိုတော့အထဲလေးကိုတစ်ချက်လောက်ကြည့်ကြအောင်နော်အာဒီဥစား solution လဲဆာမျက်နှာတွေတော်လေးထူတယ်200ကျော်ပေါ့နော်တုတ်တုတ်ကိုဆာမျက်နှာ200ကျော်လောက်ထူတယ်ဆိုတော့အကြာကြီးတော့ဖတ်ရမှာပါတစ်ခါဝယ်ပြီးသွားလို့ရှင့် ဒါကြောင့် novel version ဆိုအမှန်ကန် novel version ဆိုထုံးစံတိုင်း character ပုံစံလေးတွေကိုသူကအရှင်းပါပြထားပါဘောเนาะဘယ် character တွေပါတယ်အဓိကတော့ထုံးစံတိုင်း furikana လေးပါတယ်ပေါ့เนาะအဲ့လိုဆိုရင်ခါကြတော့ n3 level လောက်ဆိုလို့ရှိရင်ဖတ်နိုင်ပါတယ်ဆိုတော့ပုံလေးတွေလည်းပါတယ်ထဲထဲမှာပုံလေးတွေနည်းနည်းပါးပါးပါတယ်ဟိုမန်ကာလောက်တော့မန်ကာလိုမျိုးပုံအပြည့်တော့မဟုတ်ဘူးပေါ့เนาะ အဲ့ခါကျတော့စာရီဘက်ဆက်စာလို့ရှင်စာရီဘက်လည်းဖြစ်ဖူရီကန်းလည်းမပါဆိုဖတ်ရတာခက်နေမှာပေါ့ဒီလိုမျိုးဆိုပုံလေးလည်းနည်းနည်းပါတယ်ဆိုတဲ့ခါကျတော့ဖတ်တာအဆင်ပြေရပေါ့နော်အဲဒါကတော့ဇူဘာစာ edition ပေါ့နော်ဇူဘာစာဆိုပြီးတော့အစိမ့်ပတ်ပတ်လေလေးနဲ့ဒါလိုမျိုးပုံစံနောက်ထပ်တစ်ခုကကျတော့ aori tori ဆိုတဲ့ဟာမျိုးရှိသေးတယ်အခု loss and mean မှာပြရစရာစာအုပ်လေးမရှိလို့ပေါ့နော် aori tori ကကျတော့ဒီလိုမျိုးပေါ့နော်အဲအစိမ့်နေရာမှာသူကျတော့အပြရောင်လေးနဲ့ အပြာရောင်လေးနဲ့အပြာရောင်ပတ်ပတ်လေးပေါင်းလေးကွတ်ထားရဲပေါ့နော်အဲ့လိုစားဥကလေးတွေဆိုလို့ရှိရင်လည်းအထက်မှာဖူရီကာနာပါတဲ့ကြောင့်မဖတ်လို့ရပါတယ်အာပြီးတော့နောက်ထပ်တစ်မျိုးပါကြာဒီပေါ့နော် pocket library edition လာမသိဒီစားဥကလေးပေါ့နော်ဒီစားဥကလေးတွေဆိုလို့ရှိရင်လည်းဒါလေးဆိုလည်းဖူရီကာနာပါတဲ့ novel လေးပေါ့နော် သူဆိုလို့ရှိရင်လည်းဒီတိုင်းပဲဒီ spine မှာကသူက library မှာထားတဲ့စာအုပ်တွေဖြစ်တဲ့ကြောင့်မလို့ spine မှာကသူက information တွေပေးထားပြီးသားဒီလိုမျိုးအစိမ်းဆိုလို့ရှိရင်သူက Japan classics masterpiece နာမည်ကြီးရဆိုလို့ရှိရင်အစိမ်းအောင် category လေးနဲ့အမှုဆိုဒါဆိုဒါပါအကူတာကောက်ဝဆန်းစင်ရစာအုပ်ပေါ့နော်အဲ့လိုပုံမှန်ဆိုတာမျိုးစာအုပ်ကအန်ထရီဖတ်လို့ရတဲ့ level မျိုးမှာမထွက်ဘူးဒါမဲ့ဒီ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 ဘယ်လိုပြောမလဲဒီစာအုပ်ကိုထုတ်တဲ့ production company ကကြတော့ဒါမျိုးကိုခလေးတွေလည်းဖတ်လို့ရပါစေဆိုပြီးတော့ပေါ့နော် Furigana အပြည့်နဲ့ ြန်ပြီးထုတ်ပြထားတဲ့ဟာမျိုးလေးပါเนาะသူဆိုလဲဒီမျိုး spine မှာဆိုဒီလိုအပြည့်ဒီအစိမ်းဆိုလို့ရှင်အာ Japan classes ပေါ့เนาะပြီးွားခါကျဒီလိုအပြာအပြာနဲ့ဒီလိုမျိုးအပြာလေးပေါ့เนาะသူအပြာလေးဆိုလို့ရှင်ကြတော့သူကဟိုနေ international classes ပေါ့เนาะအနိုင်ငံခြားကနာမည်ကြီး bestseller အဲ့လိုမျိုး classic စာပေတွေပေါ့เนาะ a restaurant on many order ဒီလိုမျိုး the prince တို့လိုမျိုးပေါ့เนาะအဲ့လိုဟာမျိုးလေးဆိုဒီလိုအပြာလေးနဲ့လာအပြာအမှုတော့မဟုတ်အရှင်အနေနဲ့ပေါ့เนาะ ဒါဆိုလို့ရှိရင်လည်းတောင်းစော်ရဆိုလို့ရှိရင်လည်းတောင်းနိုင်ငံခြားဝိတုမှုနဲ့တွေ့ကြမှုလို့အပြာလေးနဲ့လာတယ်။ဒါဒီတစ်ခုကကြတော့ဟိုစားဂျပန်ဂျပန် classic ဖြစ်တဲ့တွေ့ကြမှုလို့အစိမ်းရောင်လေးခုနဆောင်နေတူတူပဲ။ အာဒီအုတ်ကျိုးရောင်ပုံစံလေးရကြတော့သူကတင်ကန်းစာနဲ့ဆိုင်တဲ့ဟာလိုမျိုးဂျမန်ကတင်ကန်းစာဆိုတာကဒါကြောင့်ဟိုကလေးအတွက်ထုတ်ထားတာဆိုတဲ့အခါကျတော့လေ elementary level ပေါ့နော်ဂျပန်မှာဆို elementary level ဖြစ်တယ်ပေါ့နော်ဒီ nutcracker ကဆိုဒီအပြာလေးဆိုလို့ရှိရင်လည်းအဲ့ဒါဆိုဒါကအာဒီ english စာပေါ့နော် English classes ပေါ့နော်ဒီမှာမှအဲ့မှာပြန်ကြည့်လိုက်လို့ရှင်အလုံးလေးကြီးကွာဒီမှာဆိုနှလုံးရှင်ဒီမှာဆို Mickey Mouse လိုမျိုး၃လုံးဒါလေးရကြဘာထပ်ခွဲထားရလဲဆိုတဲ့အခါကျတော့ဒီလိုသူကဂျပန်မှာ elementary level မှာဆိုလို့ရှင်သူက 巴雷奥萨。Vale, <laughs> beginner ရယ် intermediate ရယ် advanced ရယ်ဆိုပြီးသုံးပိုင်းခွဲထားရမျိုးရှိရယ်နိအင်္ဂလိပ်စာ level တန်းနေခွဲတယ်လို့ပဲအဲ့တော့သူကဒီလိုမျိုးတက်မှာဆိုတလုံးနဲ့နဲ့ဟာလည်းရှိရယ်တလုံးနဲ့ဆိုလို့ရှိရင်သူကတော့ beginner ပေါ့နော် elementary မှာမှ very beginner ဖြစ်တာဒါမျိုးနှလုံးဆိုလို့ရှိရင်လို့ရှိရင် elementary ရယ် intermediate ဒါမျိုးသုံးလုံးဆိုရင် inter ဟိုစား elementary ရယ် advanced level ပေါ့နော်ဒါပြီးပါလို့ရှိရင်ဒါမျိုးလေးလုံးပါတဲ့စောင်းမျိုးရှိသေးရယ်လေးလုံး clover လေးလိုမျိုးလေးလုံးဖြစ်သွားတဲ့ဟာမျိုးအခုမင်းစီမှာတော့ပြဆရာမရှိဘူးပေါ့နော် clover လေးလိုလေးလုံးဖြစ်သွားပြီဆိုလို့ရှိရင်ကျတော့သူက junior junior ပေါ့နော် junior school ပေါ့နော် junior high school junior school ရဲ့အစပိုင်းက level တမားဖြတ်တယ်ပေါ့နော်သူက library မှာထားရတဲ့ဟာဆိုဒီလိုမျိုးလေးခွဲပြီးထားတာပေါ့နော်အာဒါဆိုလို့ရှိရင် Japan classes မှာဆိုလို့ရှိရင်ဟာဒါဆိုလို့ရှိရင်ဗာလေခုနကတော့ elementary ရဲ့ intermediate level ဖြတ်လို့ရအောင်ပေါ့နော်ဒီကောင်ဆိုလို့ရှိရင်နှလုံးထဲပါတော့ elementary ရဲ့ဥစားပေါ့နော် beginner ဖြတ်တဲ့ဟာပေါ့နော်အော် beginner intermediate ဖြတ်တဲ့ဟာပေါ့နော် ဒီကောင်ကဒီကောင်က sorry ဒီကောင်ကဟိုစား intermediate မဟုတ်ဒီကောင်က elementary တန်းရဲ့ advanced ပေါ့နော်ဒီကောင်ကမှဒီလိုနှလုံးထဲပါတဲ့ဟာမှ elementary ရဲ့ intermediate ပေါ့နော်အာသူဆိုလို့ရှင်လည်းအထက်ရောက်တဲ့ချက်ကြီးကြီးအောင်နော်အဓိကကတော့ဒါပုံမြင်စာအုပ်ကလေးဆိုတဲ့ခါကျတော့ပုံလေးပါတယ်ဖူရီကနာလေးပါတယ်ဆလုံးလေးတွေကလည်းကြီးကြီးရှင်းရှင်းလေးနေပေါ့နော် ဒါမျိုးစာအုပ်လေးကြတော့အာတအုပ်ထဲလဲပြီးရအတွက်ကြောင့်မလို့အာနီမဲတွေမန်ဂါတွေနဲ့တိတ်ပြီးတော့မရင်းနေဘူးဆိုလို့ရှိရင်တော့ဒီလိုစာအုပ်ကလေးတွေကိုရွှေ့ပြီးတော့ဖတ်လို့ရပါတယ်။ဒါဟိုတနေ့ကမင်း post တင်ထားတဲ့အတိုင်းပဲပေါ့နော်။ဒါလေးဆိုတာကဒီလိုမျိုးဒါဒီလို level ကတော့ဒီလောက်ဖတ်လို့ရတယ်ဒီ level ကတော့ဒီလောက်ဖတ်လို့ရတယ်ဆိုတာကထုံးစံတိုင်းအများစုအတွက်ပေါ့နော်။ သတ်မှတ်ပေးထားတာပေါ့နော်အဲကိုကကိုတောင်းရင်ကိုတော်တယ်လို့ပေါ့အတိအမှန်ဖတ်လို့ရပါဘူးအန်သရီဆိုလည်းအန်ဒူစာဖတ်လည်းရတာပဲဟုတ်တယ်မဟုတ်လားနော်အဲ့လိုမျိုးလေးရှိရဒါပေမဲ့အခုမှသုတရတဆောက်တီကိုစပြီးဖတ်မယ်ဆိုတော့စိတ်ရှိရှိလေးနဲ့အချိန်ပေးပြီးတော့ဖတ်ဖို့တော့လိုပါတယ်ပေါ့နော်အာပြီးရခါကျပြီးရခါကျတော့ ဟိုသူတို့တွေက elementary level မှာတော့မှာပေါ့နော်အဲ့လို Japan classes တွေ international classes တွေဒီလိုစောက်တွေပေါ့နော်ပုံစားကလေးကပွားတွေအမြင့်ကျင်အောင်လို့ဒီလိုမျိုးကလေးတွေဖတ်လို့ရအောင်လို့ special ထုတ်ထားပေးရဆိုတဲ့အခါကျတော့နှစ်နေရရအချင်းတော့မဟုတ်ဘူးပေါ့နော်အဲ့အခါကျတော့ကလေးတွေကငငယ်လေးနဲ့မျက်စိပွင့်နားပွင့်တာပေါ့နော်ကိုရီးယားအခုကြီးမားလိုက်ဖတ်လဲတိတ်တော့နောက်ဥစားနောက်မကြသေးပါဘူးအဲ့တော့အဒီကတော့စာဖတ်ကြပါပေါ့နော်ကိုယ့်ရဲ့ limit ကိုကျော်ပြီးတော့ဖတ်ကြပါလို့မင်းတော့ motivation ပါတယ် အဆုံးထိကြည့်ပြီးအတွက်ကျေးဇူးတင်ပါတယ်